တဲရံပဲစီမတ်လ28ရက်တောက်ကြနေညနေခင်းရုပ်တံသတင်းတွေကိုပြန်လည်တင်ဆက်ပေးပါမယ်ဒီကနေ့သတင်းတွေကတော့ဒီမနေ့ပိုင်းမှာဒီမော့ဆိုနောက်ဖက်ချံကဓာတ်စီဆိုင်တစ်ခုမိလောင်ခဲ့ပါတယ်နာမည်ခုံမှာဟီမတော်တဆဖြစ်ပြီးတူဦးတည်ဆုံးခဲ့ပါတယ် KNWO ရဲ့ WSP ကျောင်းရဲ့အမှတ်စဉ်78ចောင်းသူ34ဦးကျောင်းဆေးလက်မှတ်ပေးအပ်နိုင်ခဲ့ပါတယ်ခြေတောင်ချေးရွာနီးမှာအမျိုးသားတူမိုင်းနေမိပြီးညာချင်းတစ်ဖက်ဆုံးရှုံးခဲ့ရပါတယ်ဆရတဲ့သတင်းတွေကိုကြည့်ရှုနားဆင်ရပါမယ်ရှင် ဒီမော့ဆုံမြို့နယ်ပစေးလာဈေးတက်မှရှိတဲ့တက်စီဆိုင်တဆိုင်မီးလောင်ကျွမ်းမှုဒီကနေ့မနေ့၈ရက်ခွဲအချိန်မှာဖြစ်ပွားခဲ့ပါတယ်။တနိုင်းကြောကြအောင်မီးလောင်ခဲ့တာဖြစ်ပြီးအနည်းနာကဒေတာခန်တွေ CDM မိသက်ဖွဲ့တွေလာရောက်မီးငိမ့်တက်ပေးခဲ့တယ်လို့သိရပါတယ်။မီးလောင်မှုကြောင့်ဓာတ်ဆီတူလောင်ထားတဲ့ပေပါ15လုံးလူနေအိမ်တစ်လုံးနဲ့မီးဆက်စတာတွေမီးလောင်ပျက်စီးခဲ့ပြီးလူအထိခိုက်တော့မရှိဘူးလို့မိသက်တဲ့အခါပါဝင်တဲ့ဒေတာခန်တူကပြောပြပါတယ်။မီးလောင်ရတဲ့အကြောင်းရေးကိုမသိရသေးပေမဲ့ ဆိုလာပြားရှော့ဖြစ်ရာကနေမင်းကူးဆွက်လောင်ကျွမ်းတာဖြစ်နိုင်တယ်လို့မိသက်ကူညီပေးတဲ့သူတွေကပြောပါတယ်။နမ့်မဲ့ခုံမြို့နယ်မှာစိုက်ကန်ဒစီတိုက်မိပြီးသူဦးသေးဆုံးသွားတယ်လို့နမ့်မဲ့ခုံမြို့နယ်အရေးပေါ်ကယ်ဆယ်ရေးဖွဲ့တာဝန်ရှိသူတူကကန်ရိုရီတိုင်းကိုပြောပါတယ်။မနေ့ကမတ်လ29ရက်နေ့လယ်ချိန်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးဆိုင်ကယ်မောင်းသူတွေဟာအသက်50အရွယ်နဲ့18နှစ်အရွယ်အမျိုးသားတွေဖြစ်တယ်လို့သိရပါတယ်။စိုးရင်ရတဲ့ ထိခိုက်ဒဏ်ရာရရှိသွားသူအသက်50ဝန်းကျင်အမျိုးသားဖြစ်သူကတော့ဥကောင်းမှာထိခိုက်ဒဏ်ရာရပြီးအသက်သေဆုံးသွားခဲ့ပါတယ်။အဲ့ဒီအသက်50အရွယ်အမျိုးသားဟာမိုင်းဖြဇာတိကဖြစ်ပြီးဒေါတော်ကူကျေးရွာမှာဆွရှော်လာတဲ့ဆွရှော်တူဦးလည်းဖြစ်တယ်လို့သိရပါတယ်။ Time Greenie နဲ့ဆက်ကဒုက္ခသည်စခန်းအမှတ်1မှာဖွင့်လှစ်ထားတဲ့ Greenie မျိုးသားများအစည်းအရုံး KNWO ရဲ့လက်အောက်က Women Study Program WSP ကျောင်းဟာမတ်လ29ရက်ကကျောင်းသူကျောင်းသား 34ဦးအတွက်ကြောင်းဆင်းပွဲကိုပြုလုပ်ပေးခဲ့ပါတယ်။အပတ်စဉ်16ရက်အထိရောင်းနေပြီဖြစ်တဲ့ WSB တောင်းဟာအပတ်စဉ်တက္ကနီ16ရက်အထိကျောင်းသူပေါင်း380ကျော်ကိုမွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။အဲ့ဒီ WSB တောင်းမှာတော့အင်္ဂလိပ်စာ Community Development Women Issue ဖြစ်စားတဲ့ဘာသာရပ်တွေကိုအထူးပြုတင် जा ပေးနေပြီးတခြားသောအထွေထွေဘဟုသုတကျောင်းပြပလှူရှာမှုတွေကိုလည်းတင် जा ပေးနေတာပါ။ကျောင်းပြမြောက်သွားတဲ့ကျောင်းသူတွေဟာ အစစ်မြစ်ကြောင်းကိုဆက်လက်တက်ရောက်သူတွေရှိသလိုသက်ဆိုင်ရာကဏ္ဍအသီးသီးလူမှုအတိုင်းအဝန်းမှာ ပြန်လည်ကူညီပေးနေတာရှိပြီး Women Study Program WSP ကျောင်းမှာကျောင်းတာဝန်ခံဖြစ်ပြန်လည်တာဝန်ထမ်းဆောင်နေတဲ့သူလည်းရှိနေတယ်လို့ KNWO ရဲ့အောက်ထမော်ပရီမီယာကပြောပါတယ်။ နတ်မြခုံမြို့နယ်အတွင်းမှာရှိတဲ့ဆေးတောင်ကျေးရွာနီးမှာအမျိုးသားတအူးမိုင်းနေမိပြီးညာချင်းတစ်ဖက်ဆုံရှုံခဲ့ရတယ်လို့နတ်မြခုံမြို့နယ်အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတအူးကကန်နိုရီထိုင်းကိုပြောပါရတယ်။ဒီကနေ့မနေ့9နိုင်ခွဲမှာဖြစ်ပွားခဲ့တာ ဖြစ်ပြီးဖျားဖူးသွားရေးဖြစ်ခဲ့တာဖြစ်တယ်လို့ဆိုပါရတယ်။အဲ့ဒီမိုင်းနေမိသူအမျိုးသားဟာအသက်15နှစ်အရွယ်မောင်မျိုးမင်းနိုင်ဖြစ်ပြီးဖဲခုံမြို့နယ်မြောက်ဘက်လောက်ကကျေးရွာစာတိဖြစ်ပါရတယ်။စကောင်စီတွေဟာတိုက်ပွဲ ဖြစ်ပွားခဲ့မှုတဲ့နေရာ အခြေချနေထိုင်ခဲ့မှုတဲ့ကျေးရွာအများစုတွေမှာနှင်းမိုင်းတွေကိုထောင်ထားလေးရှိပြီးခီးသွားပြည်သူတွေကျေးရွာခံတွေမိုင်းနေမိကကိုလက်အင်က ဆုံးရှုံးခဲ့ကြရပါတယ်။အလားတူပြီးခဲ့တဲ့မတ်လ26ရက်နေ့မှာလည်းဖေခုံမြို့နယ်နှက်စခန်းကျေးရွာရဲ့လေတော့မှာအသက်40ဝန်းကျင်အရွယ်အမျိုးသမီးတဦးမိုင်းနေမိပြီးညချစ်တစ်ဖက်ဖြတ်လဲရပါတယ်။ ကနော်ရီထိုင်းသတင်းဌာနရဲ့ညနေခင်းရုံတန်သတင်းတွေကိုတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးနဲ့ Greeny ပြည်သူပြည်သားအားလုံးဘင်းကင်းလုံခြုံကြပါစေရှင်။ကျမမော်လီမြပါ။